အားလုံးပဲမင်္ဂလာပါနော်။ North London Forever Wherever the Weather YouTube channel နဲ့နော် Facebook ကနေကြိုဆိုပါရနော်။ဆိုတော့ဟိုအရင်ဆုံးပြောရမှာပေါ့နော်။ Arsenal ရဲ့နောက်ဆုံးရတဲ့ဒီနေ့ကိုပြောပြသွားကြမှာလဲ။ဆိုတော့မပြောခင်မှာတလူရည်ချင်နေတာပေါ့။ရည်ချင်နေတာပါလဲဆိုတော့အဲ့လိုပါပြောရမယ့်အကြောင်းရည်ချင်နေလို့ဆိုတော့ Arsenal ကအဲ့လိုနောက်ထပ်တစ်ယောက်ကိုစိတ်ဝင်စားနေပြန်ပြီတဲ့နော်။ စိတ်တွေဝင်စားနေဝင်စားနေပြန်ပြီပေါ့နော်ဘယ်ຢာခင်းနဲ့ကိုဝင်နေလဲတော့မသိဘူးပေါ့နော်စိတ်တွေစိတ်ဝင်စားနေပြန်ပြီဆိုတော့အဲ့အားတော့ကျွန်တော်ဒါဘုံမောက်ရဲ့တောင်မှကစားမှာနော်စီမီညိုလေအစနေအစိတ်ဝင်စားနေတယ်တဲ့သူရဲ့ပြောင်းရွှေ့ခြေကတော့ဒါပေါင်တန်း90လောက်ရှိတယ်ဆိုတော့အခါမှာอืมအာကျွန်တော်တို့ဒါဒီအရီမှာဆိုစိတ်ဝင်စားနေတာတွေတော်တော်လေးများပြီပေါ့လေနော်ဟိုစာနေလို့ပါလို့ရှိတယ်နော် အပြင်ကြောင့်ကော်ရန်တို့ပါတော့တမတရထားတဲ့ဆင်းနေမှာပါတယ်ဒီလိုမျိုးတွေဒါပေမဲ့ဒီစီမီညိုနဲ့ကတော့အခုမှထပ်ပြီးပုံပြီးဒရင်ထရလာတာပေါ့လို့နော်အာနည်းနည်းလေးရထားတဲ့ဆရင်နဲ့မှာရှိထားတာအပြင်ကိုအဲဒီကောင်ကိုပါနည်းနည်းလေးအာတိခောက်ကြည့်ကြတာမျိုးတွေအဆင်ဖြစ်နေပြီပေါ့နော်ဒီလိုဒီလိုမျိုးတွေရှိပါတယ်ဆိုတော့လူဆိုရင်လည်းကျွန်တော်တို့ကြိုက်ပါတယ်ဒါပေမဲ့အဲ့လိုပေါ့လေဟိုနောက်ဆုံးပိတ်ကြမှာအဲ့လိုဟိုလိုလိုဒီလိုလိုပေါ့နော်အခုရထားတဲ့ဒူတွေကတော့ မိုက်တယ်ပေါ့ပြေနော်မစိုးဘူးပေါ့နော်ပြီးကြမှာအလုံးဟိုဟာစတားလင်းကြီးကောက်ခေါ်တာမျိုးတွေတော့နော်မလုံထတ်တော့မလုံတော့ပါဘူးဘာသာတို့တော့နော်ယုံတော့ယုံပါတယ်နော်ဆိုတော့အဲ့လိုမျိုးလိုက်နေတယ်ပေါ့နော်ဟိုရိုဒီကိုတို့ဘာလို့ဆိုတော့တော်တော်မဖြစ်နိုင်ပါမို့တော့ပါဘူးပေါ့နော်ပြီးတော့လဲအာဈေးကကြည့်လို့ကတော့ကျွန်တော်တို့ဈေးတွက်ရင်တော့တိတ်မရဖို့ရကများတယ်ဗျအဲ့ဒါတကယ်ဟိုကစားသမားတွေကျွန်တော်ရှေ့မှာလဲတာတကားတွေရှိခဲ့ပါတယ်နော် အာကြောင်းရွှေကြီးများတာဒါမှမဟုတ်လေအမ်လာကကအဆင်ပြေတာများနေတာမျိုးတွေပေါ့လေနော်ဒီလိုမျိုးကြီးရှိတဲ့အခါမှာမပြေတာတွေများတယ်ဗျာဆိုတော့အဲ့အခါမှာတော့အခုစီမီယိုတို့ဘာလို့ဆိုရင်တော့ဒါကြောင်းရွှေကြီးတစ်ချက်ပဲပြောစရာရှိမှာပါနော်အာဒါမျိုးတွေရောရှိတယ်ပေါ့လေဒါပေမဲ့ဖြစ်နိုင်တော့အဲ့လောက်ဆင်းလောင်တောင်မှမလို့ချင်ပါဘူးနော်တကယ်ဒိဋ္ဌိကျကောင်းဝင်လို့ချင်တယ်ဗျာဆိုတော့ဒါကတော့ဒါတည်င်းအနေနဲ့ပြောပြတာပါနော်နောက်တစ်ခုဒါကျွန်တော်ဆက်ကိုနဲ့ပတ်သက်လို့ပေါ့ဆက်ကိုနဲ့ပတ်သက်လို့ကတော့ ်တကယ်တော့အခြေတင်ဆွေးနွေးနေပြီဗျနော်အာဆနယ်ဘာသာတို့ကတကယ် special ဆွေးနွေးနေပြီပြောရအောင်ပြောင်းရွှေ့ခြင်းတွေကိုဒါဘာသာတို့ကတယံဝန်ကန်းလှမ်းတာမျိုးတော့မလုပ်သေးဘူးလို့သိရတယ်ဒါတော့စကားပြောနေတယ်ပေါ့လေအဲဒါမဲ့အဲ့လိုပြောင်းရွှေ့ခြင်းတွေပတ်သက်လို့ဘလောက်ဘလောက်ငါတို့ဘလောက်ဘလောက်နဲ့ကန်းလှမ်းအဲ့လိုမျိုးရှိသေးဘူးပေါ့ဒါမဲ့အာဆနယ်ကအများဆုံး euro တန်း80ထက်ပိုတော့မပေးချင်ဘူးအဲ့ဒီတန်း80နဲ့တန်း80အောက်ပဲပေးချင်တယ်လို့သိရတယ် ဆိုတော့တခြားဒီနေရာမှာဒါစကုံနဲ့ပတ်သက်လို့တခြားအသင်းတွေကဗျာဟိုစိတ်ဝင်စားနေတယ်ဆိုတာလားရှိတာတကယ်ဟိုပြည့်မလားဒီလူယူဖို့အဲဒီလိုမျိုးစရင်ထဲမှာကတခြားအသင်းတွေကဝင်မလာသေးဘူးအဲအဲ့လိုဆိုရအခေါ်မှာအမတရားဝင်စကားပြောနေတာအာဆင်နယ်ပဲရှိရဆွေးနွေးနေတာပေါ့နော်အဲ့ခါမှာအာဆင်နယ်ကလည်းအေးဆေးဆေးလေးဈေးကင်နေတယ်လို့တော့အာမြင်မိတယ်နော်အဲ့လိုမျိုးလေးတော့ရှိတယ်ဒါပေမဲ့ အဲ့လောက်ကြီးကိုစစ်တလောက်ကြီးရပါမလားပေါ့နော်ဒီလိုမျိုးချိန်တော့ချိန်နေတာပေါ့လေနော်အဲအဲ့လိုမျိုးပေါ့ဟိုဒါကတော့အကွက်တွေတော့ရွှေ့ရတာပေါ့လေအခုရှိတာကဒါဒါဘာတာအပေါ်မှာလဲမူတီတာပေါ့တူစကေးဘလောက်ကြာမလဲပေါ့နော်ဒီတိုင်းကြီးဟုတ်တယ်လက်ခံတယ်ဒီတိုင်းကြီးရောအင်းဘတ်ဆိုပေးရတာလဲဒါစကေးမကြအောင်အဲ့လိုမျိုးဒါပေမဲ့စစ်လွန်ပြီးမှဟဲ့လားလိုချင်တဲ့ကစားသမားကိုစစ်တဲ့ဈေးလည်းမရဘဲနဲ့သူများလက်ထဲပါသွားတော့လဲအမှမထူဘူးအဲ့ဒါလဲစကေးကြတာပေါ့တကယ်က တကယ်ဈေးတန်တန်နဲ့ရအောင်စစ်နိုင်ရအောင်ပြောနိုင်ပြီးရင်လည်းအဲ့ဒီဟာကိုရအောင်ဝယ်နိုင်မှဒါစကေးကြရတယ်လို့ပြောလို့ရတယ်ဗျာနော်ဒီလိုမျိုးပေါ့ဆိုတော့ခါမာကနော်အဲ့ဒီတဲ့င်းလေးရှိပါတယ်စကူနဲ့ပတ်သက်လို့ကတော့အဆင်ပြေပါစေပေါ့ဗျာနော်တကယ်တော့လုံးတော့လုံးနေပါရဲ့နော်ဆိုတော့ကစားသမားနဲ့ပတ်သက်လို့ကထွေထူးပြီးတော့ကဆွေးနွေးနေကြအရင်ကြီးမလိုဘူးတကယ်မှ तू ကရင်ထဲကဗျာအာဆနယ်ကတော့တက်ကြပြီးတာပေါ့နော်ဒါ professional day ဆိုတော့လေထိနေနေပြောရတာရှိတယ် ပြီးရအာဒီဒါကလည်းတက်ကြပြီလားပြောတော့ဆက်ကောကအာဆနယ်လည်းလုံးဝအဝင်ခွင့်ရဖြစ်မဲ့ကစားသမားဘာမှစပယ်ရှယ်မိုင်လွန်းနဲ့တကယ့်ကစားသမားဗျာအဲ့လိုမျိုး20တနစ်ဆိုတာကသူတကယ်ကောင်းတဲ့အကြီးချင်းအစွမ်းစရှိတဲ့ကစားသမားတွေတော့ကအရင်ကြီးငယ်မနေဘူးဒီလိုမျိုးရှိရပြီးရင်တော့အခုမှကျွန်တော်တို့ကတခြားအတင်းလေးမှာအတင်းလေးမှာကန်နေတဲ့ကောင်ကိုခေါ်လာမှာမဟုတ်ဘူးဗျာဘောထားလေးမှာကာမှာကန်နေတာလိုက်စ်လို့တင်မှာကန်နေတာဗျာနော်ချန်ပီယံလိဒီနှွဲလာတာ ီလိုမျိုးကစားရမှာ20နှစ်ဆိုပေမဲ့ပြောပါရဲအဲ့ဒါအတစ်ချက်လေးလည်းထည့်ပြီးပြောချင်ပါတယ်ဆိုတော့ဒီလောက်ပါပဲဟိုစကူနဲ့ပတ်သက်လို့ရတာနောက်တစ်ခုကတော့အဲ့လိုဂရီလူငယ်ကျယ်ဝန်းကစားရမှာလေးကာရက်ဆက်အိုက်ကောင်ကိုခေါ်ယူဖို့ကောဒါ UO 45တန်းနဲ့တဘောလူမျိုးရဖို့နှီးဆက်နေပြီလို့သိရတယ်ဆိုတော့အိုက်ကောင်ကတော့ဒါအတက်ဂင်မီဖီဆော့တာကွာ တော်တော်လေးတော့ကောင်းတယ်ဂျမ်းမှာဆော့တာပေါ့ဒါပေမဲ့ခေါ်လို့ရပြီခေါ်ပြီဆိုရင်တော့မှအဲ့ဒီဂျမ်းမှာပဲတရားကြီးအငှားပြန်ချထားမယ်လို့သိရတယ်ဒီလိုမျိုးလေးရှိတယ်ပေါ့ဒါပေမဲ့အာရောက်ခါကြရင်တော့သူနဲ့ပတ်သက်တဲ့အသေးစိတ်လေးတွေထပ်ပြီးပြောမယ်ပေါ့နော်နော်လောလောဆယ်တော့အကြမ်းမြင်ဒီလောက်ပါပဲနော်အဲနောက်ထပ်တစ်ခုကဒီယာရီပရီးမီးယားလိမှာအာဆင်နယ်ကစားသမား6ယောက်ထိဂိုးပါဝင်ပတ်သက်မှု10လုံးကျော်ခဲ့တယ်ဆိုတော့ဒါတွန်းကုန်းနဲ့ဂိုးဖန်နေမှုပေါ့နော် ဆိုတော့စာကာကတော့အများဆုံး15လုံး16လုံးတိရှိခဲ့တယ်ကိုသွန်ကိုနဲ့ကိုဖန်ဒီမှုပေါ့နော်ကိုပါဝင်ပတ်တက်မှု16လုံးရှိတယ်ထရော့ဆက်ကတော့15လုံးရှိတယ်ပါကိုင်ဟာဘတ်နဲ့မာဒနယ်လီက12လုံးစီရှိတယ်ပြီးရင်အိုရီကန်နဲ့ရိုက်က17လုံးစီရှိတယ်ဆိုတော့အာကစားသမားတော်တော်များများစီကနေအစ်စ်ဒီကိုတွေမျောလင်းလို့ရတဲ့ အနေထားလုံနိုင်ခဲ့တဲ့အနေထားလို့ပြောလို့ရတာပေါ့နော်အာဆင်နယ်ရဲ့ကစားပုံကလေဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းအဲ့လိုနည်းနည်းလေးထပ်ပြောချင်တာကအာဆင်နယ်ကအဲ့လိုမျိုးကစားတဲ့ပုံအာဆင်နယ်ကစားခွက်ကပေါ့နော်ဒါကိုအတင်းကဘယ်လိုမျိုးလဲဆိုတာမျိုးပေါ့ဗျာတော့ကျွန်တော်စက်ကိုနဲ့ဆက်ဆက်ပြီးတော့ပြောချင်လို့ပါအဲ့လိုမျိုးဟိုကစားသမားတိုင်းကနေရာစုံကနေဥမာပြောရရင်တော့ခံစစ် defensive midfield ကနေနောက်ကကစားသမားတွေကိုခဏဖယ်ထားလိုက် ဲ့လိုပေါ့ကွန်းလေ CMAM ပြီးရင်တောင်းမှန်တိုက်စစ်အဲ့လိုမျိုးကစားသမားတွေအထီအကုန်လုံးကတိုက်စစ်အတွက်ကိုအရန်အရေးပါတာဖန်တီးမှုလုပ်ဖို့အဲ့လိုမျိုးကိုတွန်းဖို့အဲ့လိုမျိုးလိုတာပုံမှန်ဆိုရင်တော့ကျွန်တော်တို့တခြားကစားသမားတွေကရန်ပေးအာ creation လုပ်ပေးကစားကွက်ခင်ပေးတည်မလားအပြီးရင်တိုက်စစ်ကတိုင်ငံကိုတွန်းဖို့ဒီလိုမျိုးမဟုတ်ဘူးအာဆနယ်တွားနေတဲ့ပုံစံကအာဒီဒါတွားနေတဲ့ပုံစံကအဲ့လိုမျိုးပေါမနှစ်ဖက်လုံးကဂိုးလည်းတွန်းရမယ် ခံနေမှုလဲလို့အားလုံးကတက်ဆိုင်တာဥမာ striker ဆိုရလဲသူကနောက်ထီလဲသူကခံစစ်ကိုခံစစ်နဲ့အတူတူအလုပ်လုပ်ရတာအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးအနေထားတွေအခါမှာကဆက်ကိုနဲ့ကပို့လိုက်တယ်ပို့ကိုလိုက်တယ်ဟိုကောင်ကဆိုယော့ကရှက်ဆိုရင် TD ဖြစ်နေမှာမျိုးလေးအဲ့ခါမှာနည်းနည်းလေးတွေဒါအာဒီတာဟိုဘလိုပဲဖြစ်ဖြစ်ပါသူ့ကိုကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေသူလုံနေတဲ့အတော်တော်မှာတော့ကိုယ်စိတ်ထဲကပါမှာကိုယ်စိတ်ကြိုက်ပုံစံမှာပဲကိုကလောရတာအားရှိတာလေနော် ဟိုတကယ်ဟိုအဲ့ရတွေအလုတ်ဖြစ်လာတာမဖြစ်လာတာနောက်တာမလုတ်ခင်မှာတော့မှကိုကစိတ်ပါနေမှာအဒီဟာနဲ့ကိုကဟာငါအေးဟုတ်တယ်ငါဒါကြိုက်တယ်ဒါမျိုးကငါသဘောကျတယ်အဲ့လိုကိုစိတ်ပါနေမှာနော်အဆင်ပြေတာဗျာစိတ်မပါတဲ့ပုံစံမျိုးနဲ့ကိုကအောင်းဤပြီးမျောနေရအဆင်မပြေဘူးအဒီလိုမျိုးပြောချင်တာမှာအဲ့လိုမျိုးဆက်ကိုကတော့တကယ်လည်း လိုက်ဖတ်တယ်လို့ပြောလို့ရရပေါ့လေနော်ဒါလေးဆက်ဆက်ပြီလို့ပါဒီကောင်းလေးကျွန်တော်တို့ဒီယာရီမှာအဲ့လိုမျိုးဂိုးပောင်ပတ်တမှု10လုံးနဲ့အထက်လောက်ထားတဲ့ကစားသမား6ယောက်ထိတောင်ရှိတာဗျာနော်တကယ်ကိုဒါပေမဲ့အခုပြောစရာရှိတာစာကာနာတော့အဲ့လိုပေါ့တကယ်ဆိုရင်ဒါစာကာတို့လိုကစားသမားကတော့20ကျော်လောက်ထိရနိုင်တာပေါ့ဒါပေမဲ့အဲ့လိုမျိုးကစားသမားကျွန်တော်တို့3ယောက်လောက်ထိတော့ရှိဖို့လိုတယ်အမစတရိုက်ကာအနေနဲ့ကတော့ဂိုး20အနည်းဆုံးသွင်းပေးမဲ့စတရိုက်စတရိုက်ကာလို့ကိုလိုတယ် အဲ့အဲ့ဒါမျိုးတဘောမျိုးတွေပေါ့နော်အိုင်ဒီယာတွေမှာလဲဒါဒါကြောင့်မလို့လဲအခု strike ကောပုံပြီးဖြည့်တင်းနေတာပေါ့အဒီလိုမျိုးကြီးရှိပါတယ်အနောက်ဆုံးတင်းတပုတ်အနေနဲ့ကတော့ကျွန်တော်တို့ဒါ Gabriel ကိုဒါစာချုပ်တစ်ထက်ချို့ဟို Arsenal ကတရားဝင်ကမ်းလှမ်းထားပြီးအသေးစိတ်တွေတော့သူတို့ဆွေးနွေးနေကြတော့ပေါ့နော်အာတဘောတူညီမှုတော့မရသေးဘူးအဓိကကတော့စာချုပ်ချုပ်ဖြစ်ရင်ဒါကာလရှိစာချုပ်ချုပ်ဖြစ်မယ်အခုဒါထပ်ပြီးတရတာဂါဘီယယ်ကဒါ sorry league ကအဲ့လိုမျိုးအခုလက်ရှိအာဆင်နယ်မှာရနေတဲ့ဒါစားထဲ၃စတိုးပြီးတော့ ကမ်းလှမ်းတာမျိုးပေါ့နော်အကြမ်းမြင်ကမ်းလှမ်းများကမ်းလှမ်းတာမျိုးတောင်မှဂါဗီယယ်ကပယ်ချထားတယ်လို့သိရတယ်ဆိုတော့ဒီဟာကဒီစာချုပ်တစ်ချုပ်ဆိုမှုကအစဉ်ပြေမှာပါနော်ဒါအာဆနယ်လည်းအလုံးရှုပ်နေရပေါ့လေနော်တအားလေးပေါ့နော်တခြားအာဝဲတာမိုးဝဲဖြစ်သေးတာပေါ့နော်လိုက်နေရတာဈေးကြည့်နေရတာနော်အဲ့ဒါနဲ့အလုံးလေးရှုပ်နေရလို့နေမှာပေါ့ဗျာနော်ဆရာကြီးဆိုတော့ဒီတော့ပါပဲเนาะသင်ပြင်ရင် like and subscribe နဲ့လဲအားပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်